ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းချိန်ကမ္ဘီယောပြည်မဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချင်းခါ ကြောက်ရွံ့လိုလာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ယုကဇိုးနဲ့နဲ့စမ်းကြဲသောကမ္ဘီယောပြည်များလို့မြည်ရတဲ့စိတ်ဝင်စားပွဲထူးခြားစမ်းချိန်ပြည်မဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှောစင်အပေးကြပါအောင်ခင်ဗျာ။ ယုတ်ကစိုးနဲ့နဲ့စမ်းကြဲတော့ကမ်းမရဖြစ်ရမြောင်းယုတ်ကစိုးဆိုဒီမောင်အသိပင်မြောင်းကိုမိတွဲလို့အစွဲပြုတ်ပြီးရှေးပုံရှေးကန်းကြောင့်ဖြစ်ပေါ်လာတော့ဘုံဗိမာန်များ၌နေထိုင်ကြတော့သတုမဟာရိအနွယ်ဝင်အောက်နယ်များဖြစ်ပါလိမ့်ယုတ်ကဒေဝလိုလည်းခေါ်ကြပါလိမ့်တောတော်မျိုးရောင်များမှရှိတဲ့သစ်ပင်များကိုမိတွဲပြီးနေထိုင်ကြသူနှံများဖြစ်လို့လူသားများကမမြင်မတွေ့နိုင်စေကမူ လူတို့နဲ့အထက်လျောက်အဖြစ်ယဉ်နေမှုရှိကြပါတယ်ထို့ကြောင့်ယောဂဇုံနှမြနဲ့ပတ်သက်သောပုံမြင်ဒနာရင် ကိုတွေဖြစ်ပြမြောင်းပေါ်ပေါက်လာခဲ့ကြပါတယ်တီဗီကြော်ညာများမှာတော့ယောဂဇုံကတော်တိုက်စီကြော်ညာတဲ့အထိလူသားတို့ရဲ့ဘဝထဲမှာထက်ထက်ဝင်ဝင်ပတ်သက်နေကြပါတယ်ကျိုးစည်းကျိုးနေမကောင်းမှုဆိုရင်ယောဂဇုံရှိရာညောင်းမြောင်းအုံဒီတလုံးကိုမျက်နှာအဝဖော်ပြီးကတ်လူပူဇော်ခြင်းနဲ့ ရာရည်ရတရားပြုကြပါရယ်သာသမီများတို့မြောင်းယုကဇိုရှိယညောင်းပင်မသာစုပန်ကြရယ်နိုင်ငံကျော်မင်းသမီးများတော့သာစုမဟုတ်ပဲသွားစုပန်ပြီးတော့ကြုံညာနေပြီဖြစ်ပါရယ်တချို့ကမုံပြူမုံနီကွင်းစေးလက်ဖက်စင်မီဖျောင်းတိုင်အမွေနဲ့သားများပူဇော်ပြီးလူရောက်ကိုဆုတောင်းကြပါရယ်တပင်များမမီတွေပြီးဘုံပိမှန်နဲ့နေထိုင်နေဆိုတော့လေတပင်တိုင်းမှာနေထိုင်တာတော့မဟုတ်ပါညောင်မင်းများဟော ယုတ်ကဇိုးတို့ရဲ့အဓိကနေထိုင်ရာကွင်းတို့အပတ်မှန်များဖြစ်ပွားတယ်။တခါတည်းရန်ထိန်ပင်အင်ဂျင်ပင်ကျွင်းပြင်ကတို့အစရှိတဲ့တပင်ကြီးများမှလည်းနေထိုင်ကြတယ်။ကိုကိုဖျောက်စိတ်ပြင်မသခွေလက်ပံမင်းနေမောင်ယုတ်ကဇိုးတို့မနေကြပါထိုးပင်များမှမကောင်းဆိုးဝါသစီတရေမြောင်မိတွေ့ပြီးတော့ကဲ့ရဲ့နေထိုင်ကြပါတယ်။တချို့တော်တော်များမှအလွန်ကြီးမားတဲ့တပင်ကြီးများကိုတော်ဆိုးတပင်လို့ခေါ်ကြတယ်။ အတိတပင်ကြီးမြမောင်မကောင်းဆိုးဘအကောင်ကြီးကြီးတော်၎င်းရုပ်ကစိုးနတ်မြတ်ကိုတော်၎င်းနေထိုင်တကြပါရယ်ပကံရသဝင်မောင်ထိန်ပင်ဆုံးတဲ့ဟာတကုတ်ကြီးတော်ရုပ်ကစိုးနတ်ပဲဖြစ်ပါရယ်မြတ်တော်အဖင်ရုပ်ကစိုးနတ်ဒီဟောင်းလူလူနဲ့နီးတဲ့ရည်ရည်သားမသာနေထိုင်လေးရှိကြတယ်အဘဲကြောင့်ဆိုတော့ဘာသာတရားကိုကြီးညိုသောကြောင့်၎င်းလူတို့ရဲ့ကောင်းမှုကုသိုလ်အဖို့ဘကကို အမြတ်ဝရင်တာတို့ခေါ်ခြင်းကြလို့၎င်းဖြစ်ပါရယ် ဇေဒီပထုမြရဲ့ဗဒဝံမောင်ညောင်မကြီးရှိရင်အဲ့ဒီညောင်မမောင်ရုပ်ကစိုးမိတွေလေးရှိတယ်။ရေရွာများတွင်လမ်းများရဲ့ဘေးမှာညောင်မကြီးရှိမယ်ဆိုရင် ရုပ်ကစိုးရှိတယ်။လူတို့ကလည်းရုပ်ကစိုးနန်းနန်းဆောက်လုပ်ပြီးလှူဒန်းလေးရှိပါတယ်။ရုပ်ကစိုးနဲ့နဲ့ပတ်သက်လာမယ်ဆိုရင်တဏှာကြီးပုံမြင်မျိုးမျိုး ရှိခဲ့ကြပါတယ်။တချို့ကကိုတွေးဖြစ်တယ်။ဇာတိသူကျွန်ုပ်ရဲ့ကိုတွေးရုပ်ကစိုးနဲ့ပတ်သက်ပြီးရည်စရာဖြစ်ပျက်တစ်ခုကို တင်ပြပါမယ်။ယုတ်ကစိုးကိုရိတ်ခေါ်ဖျက်ခြင်းအမှုဖြစ်ပါတယ်။ဇာတိတို့ကျွန်ုပ်နေခဲ့သောမြို့နယ်ရက်ကွက်လမ်းတွင်ထဲမှာနှစ်ချို့ညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။အဲဒီညောင်ပင်ကြီးနဲ့ကလျာအိမ်မှာဒေါ်ကြည်တို့မိသားစု နေထိုင်ပါတယ်။အဲဒီဒေါ်ကြည်ရဲ့အိမ်နဲ့ကတရလမ်းမြေကွက်လမ်းမှာပေါက်နေခြင်းဖြစ်ပါတယ်။ဒေါ်ကြည်ဟာသူ့ရဲ့အိမ်ခြေရင်းခန်းကိုအိမ်ငှားတင်ထားပါတယ်။ညောင်ပင်ကြီးကအင်္ဂလိပ်ဆိုရခေတ်ကလေးကပေါက်ရောက်နေကြတာဖြစ်တာကြောင့် နှစ်ချုံညောင်မင်းကြီးဖြစ်ပါတယ်။ဒေါ်ကြီးကမနဲ့ဆိုရင်ဆွင်းညဆိုရင်ပန်ရေချမ်းပြောင်းတိုင်းအမွေးတိုင်းမြောင်ကက်လူပူဇော်ပါတယ်။ဒေါ်ကြီးတို့လင်မြောင်အရင်ကိုပြောင်းလာပြီးအသက်50ကျော်တဲ့ထိအဲ့ဒီရုပ်ဝိဇ္ဇကြီးကိုနေ့စဉ်အလှူဒါနပြုလာသည်မောမပြတ်မကွက်ခဲ့ပါ။တခါမှာတော့ဒေါ်ကြီးတို့အင်ချေရင်ကအင်ငါမိသားစုမောတီ9000စုပေါက်ပါလေ။စိတ်ကောင်းရှိတော့ဒေါ်ကြီးလူများထိပေါက်တာကိုမူဒီတာပွားနိုင်တော့လေ ညောင်မကြီးမှာရှိတဲ့ရုပ်ကစိုးကြီးကိုတော့မကျင်တတ်ပါမာဆလာခေဦးကအဲ့ဒီထီစုံငွေ9000ဟာအင်ချမ်းပြေတစ်ခွက်ကောင်းကောင်းဝယ်လို့ရသည်မဟုတ်ပါလားသူကတော့နေစဉ်စာအုပ်စာပြောင်းစွန့်ကပ်လိုက်ညဘက်ဆိုရင် စီမီဖျောင်းတိုင်းပူဇော်လိုက်နှကွင်းလေးနဲ့ယူသေးသမှုပြုခဲ့ရပါတယ်သူကြတော့ထီပေါင်းအောင်မဆမမရှိတော့ရုပ်ကစိုးတိကျရောဟဲဆိုပြီးတော့အဲ့ဒီနေမဆလို့စွန့်လဲမကတ်တော့စီမီလည်းမပူဇော်တော့ အရင်ကညရောက်ပြီဆိုရင်ဖျောင်းနဲ့အလင်းရောင်နဲ့ကြီးညိုခြင်းစရာကောင်းသောညောင်ပေနှကွင်းဟောမှောင်နေမဲမဲချောက်ချားစရာကောင်းနေပါလေနှကွင်းကို အမိပြုတ်လို့ကဲ့ရဲ့စားတောင်းနေသောကြီးကန်းများတော့စွန့်ခဲ့ချိန်မှာတောအောင်နဲ့အော်နေကြပါလေရက်ွက်ထဲမှာလူတွေက တော်ကြီးညောင်ပေရုပ်ကစိုးကိုစွန့်ကတာမတွေ့တဲ့ခါမှာမေးကြပါလေတော်ကြီးကအမေကျော်တွေးတော်လွမ်းသောရုပ်ကစိုးကျေးဇူးမတိသောရုပ်ကစိုးလို့ဆွဲချက်တင်ပါလေ ညဘက်ဖျားရှိခိုးရင်ရုပ်ကစိုးကြီးကိုအမျှမဝေတော့ပါဒီလိုနဲ့ရက်ပေါင်းများစွာကြာလာတဲ့ခါမှာရုပ်ကစိုးကြီးနေရထိုင်ရခက်လာတယ်ထင်ပါတယ်ရက်ွက်တို့မှာရှိတဲ့ရွာဦးကြောင့်ဆရာတော်ကိုအိမ်မက်ပေးပါတော့တယ်ရုပ်ကစိုးကြီးကဆရာတော်ကိုတင်လျှောက်တယ်မှာတပည့်တော်မဆောက်လို့မရလို့ပါဖျားအိမ်ငါးတွေထိပေါက်တာကရှေးကံကြောင့်ပေါက်ချင်းဖြစ်ပါတယ်တက္ကမကြီးတော်ကြီးထိပေါက်ကံပမပပိရင်စီရကိုမေးကြည့်ပါ တပည့်တော်ကဒီပေါ်တဲ့ဒီမလိုမရတော့တကူမရှိတဲ့နှက်ဖြစ်ပါလေတက္ကမကြီးတို့အိမ်မှာအန်ဒီရဲ့တွေ့တွေ့မကြရအောင်သာကောက်ခွေပေးနိုင်ပါလေဖေရတို့ကဲ့သို့ဆိုပြီးအိမ်မက်ဘေးကရှောက်ခေရပါတယ်ဒုက္ခကြတော့မှဆရာတို့ကလန်နေကိုဆွန့်ခံကြွရင်တက္ကမကြီးဒေါ်ကြီးကိုမိန်ကြမှဒေါ်ကြီးကစိတ်ပြေသွားခဲ့တယ်2008ခုနှစ်နောင်ကေမော်တိုင်ကြီးတိုက်ခတ်စဉ်ဒေါ်ကြီးရဲ့သားနဲ့ချွေးမမြေဖြစ်သူကို အသက်ကယ်သွားတဲ့သူမှအဲ့ဒီညောင်ပင်သောယုကဇိုကြီးပဲဖြစ်ပါလေယုကဇိုနဲ့ဟာလီနမင်းရဲ့ဒေါသကိုမလွန်ဆန်နိုင်ပဲတော်တော်ခပ်ပြီးတော့ကြေရမဲ့ဖြစ်နေရှာပါလေအဲ့ဒီမုံတိုင်းကြီးတိုက်ခဲ့တဲ့ညကဒေါ်ကြီးရဲ့သားနဲ့ချွေမဖြစ်သူမှအိမ်မယာပဲလွန်းဆုံးမကြောက်ရွံ့နေကြတယ်သူတို့လိုပဲရန်ကုန်မြို့ပြည်သူလူထုအများစုကြီးကလည်းကြောက်ရွံ့စိတ်နဲ့အိမ်မယာခဲ့ကြပါညနေပိုင်းကိုရောက်တဲ့ခါမှလေးတိုင်တုံးက အမြင့်ဆုံးတီဖြစ်လာပြီးသစ်ပင်မြောက်ကျိုးပြထွက်ကုန်နေညောင်မကြီးမော့တဟီဟီမိန်းန်းကြီးနဲ့ကဲတော်မူကြပါလို့စူးစူးဝါးဝါအော်ဟစ်လိုက်တော့အတန်ကိုဒေါ်ကြီးတို့တမ်းမိတယ်တင်းတင်းရှာရှာကြလဲရပါတယ်ထို့နောက်မင်းတို့မိသားစုအိမ်ရှိကိုပြေးဆိုပြီးအော်လိုက်တဲ့ကိုလေထက်ခါထက်ခါကြာရပြန်ပါတယ်ဒေါ်ကြီးရဲ့သားနဲ့ချွေးမကလေးငယ်ပါမကြမ်းအဲ့ဒီအတန်ကြောင့်ကြောက်လန့်နေကြအိမ်ရှိကန်းကိုထွက်ပြေးခဲ့ကြပါတယ် ပါမမကြလိုက်ပါညောင်ခန်းကြီးတခိုင်မှာအင်းရဲ့နောက်ဘက်အိတ်ခန်းရှိရကိုကြိုကြလာပါတော့တယ်အဲ့ဒီတခိုင်ကြိုကြည့်ကြောင်းတို့ကြည့်တော့အိမ်နောက်ဘက်ချံပြိုကျသွားခဲ့တယ်မနယ်လင်းတို့ပြင်းထန်စွာတိုက်ခိုက်နေတော့မုန်တိုင်းကြတဲ့မှာညောင်မင်းကြီးဟာလက်မဘက်ကိုလဲနေတာကိုတွေ့လျာပါတယ်နေပေါင်းများစွာပေါရောက်လာခဲ့တော့ညောင်မင်းကြီးမှာနာခေးမုန်တိုင်းတန်ကြောင်းပြိုလေခဲ့ရသလိုထူးချင်းနဲ့ရုပ်ကစိုးကြည့်တဲ့တဲ့ဘေပုံနန်းကို ပြောင်းရွှေ့သွားတဲ့မတိတော့ပါဘူး ို့တော့သူမပြောင်းဝင်ကလေးမောင်ဒေါ်ကြည်တို့မိသားစုကိုဒုက္ခမဖြစ်အောင်ကေတင်ခဲ့ပါသေးတယ်။ယုတ်ကစုံနဲ့ကြီးများနဲ့ပတ်သက်ပြီးဓမ္မစရိယဆရာကြီးဦးထေလိုင်းရေးသားသောယဟန္တာနဲ့ပုဂ္ဂိုလ်တို့များဆောင်းမောင်ဤကဲ့သို့ဖော်ပြထားတာကိုဖတ်ရပူပါလိမ့်။ကန်နေရွှေတင်တော်တော်ရဆရာတော်ဟောင်းအင်္ဂလိပ်ဆိုရခေကန်နေမြို့မောင်တည်င်းသုံးနေစဉ်ကယောဂီတပည့်ယဟန်အပေါင်း20ခန်းရှိလို့မြို့မတော်ကောင်များဆွင့်ပို့လူတော်ကတော့ ဖုံးပေးပါလိမ့်။စွန့်ခံကြွတော့မှမဟုတ်။စွန့်စားချိန်မှာတပိတ်နိုင်စွန့်တစ်ခွက်သာထည့်ယူပြီးပုံမေချောင်းဘက်ကိုကြွပြီးတပေါ်လေးကင်းအောင်တော်မူလေးရှိပါလိမ့်။ထုတ်ခိုက်တကားကြီးတူကဝီကြီးဝင်ငယ်ပြူရန်ရှောက်လာပါလိမ့်။ဆရာတော်ကလက်မခံပါ။အဲ့ဒီတကားကြီးကတော့လူရောင်ဆောင်လာတော့ရုပ်ကစိုးကြီးလို့ဆိုကြပါလိမ့်။ရွှေတင်တော်တော်ရမှာဓမ္မစရိယဦးထေလန်းရဲ့နောင်တော်ကြီးဖြစ်သူမောင်းထောင်ရွင်ဆက်တိုက်စီရတော့ ်ဥတ္တဝိဒကတရားအထုဆင်းမှာစာချဆရာတော်တပါးဖြစ်သူဥတ္တဘောကဟာရန်ကုန်မှကြွလာပြီး တရားအထုပါတယ်တရားဆရာတော်ဥတ္တဘောကသွန်ခံကြွရမှာကျောင်းကိုပြန်မလာသဖြင့်လိုက်လံရှာဖွေကြရတယ်လို့ဆိုပါတယ်။သုံးရက်ကြာတော့မှကျောင်းကိုပြန်ရောက်လာတော့လေဆရာတော်ရဲ့စိတ်ထဲမှာသုံးရက်လို့ထင်ပုံမရပါခိတ္တခဏသာကြားတယ်လို့ထင်ရပါတယ်။တက္ကမကြီးတို့ကဆွန်းစားပင်လို့ သူ့အိမ်မှာပဲစွန့်စားနေရတာထုတ်ခဲ့တော့မင်ကြပါတယ်အဲ့ဒီရံမြတို့မှာပဲဝုဒ္ဓဘောကစွန့်ခံကြွရာလန်ခီကြောင်တပင်တပင်မောင်ဝိပုစင်ချင်းနဲ့တကားတူဆင်းလာတော့ကိုတွေ့ရပါတယ်အရှင်ဖေခဏရက်တော်မူပါအောင်ဖေထုတ်ခဲ့သူဆိုကသင်္ကန်းတစုံလှူပါတယ်တော့နောက်အဲ့ဒီတကားကြီးကအရှင်ဖေတပည့်တော်ကိုမမတ်မိဖို့ထင်တယ်တုတ်ခဲ့တော့မေးအောင်ဝုဒ္ဓဘောကမောင်ယုဒိရဲ့ မမှန်မီပဲရှိနေတဲ့ဖြင့်အရှင်ဘုရားရန်ကုန်မှာကိုစင်ဘွားကတပည့်တော်အင်ကိုနေတိုင်းဆွန့်ခံကြွနေတာကိုမမှန်မီပဲကိုတုတ်ကဲ့သို့ဆိုပြမှာလေဝိတုဘောကမှာစဉ်းစားလို့မရပါတပည့်တော်အကမဟာပဏိတမောင်းဖြေးပါဖေဟာအဲ့လိုဆိုတော့မှဝိတုဘောကမှာအံ့အားသင့်သွားကြရတယ်သူဟောင်းလွန်ခဲ့သောအနှစ်ပေါင်း40ခန့်ကပါဠိဆရာကြီးဥဖြစ်ရဲ့အိမ်မှာဆွန့်ခံကိုယ်တော်ဖြစ်ခဲ့တာကို တတိယမိတယ်အရှင်ဘုရားဒကာမကြီးနဲ့မတွေ့ဘူးလားအရှင်ဘုရားဒကာမကြီးလည်းဒီမှာရှိနေပါတယ်တုခဲ့တို့ရှောက်ပြန်ပါတယ်ဒုက္ခမှာဥဒ္ဓဘောကကိုစွန့်ပင့်ကတော့ဒကာမကြီးဖြစ်နေမလားစဉ်းစားနေကြရယုကဇိုးဒကာကြီးဥဖြည့်ပျောက်ွယ်သွားပါတယ်ပါဠိဆရာကြီးဆရာပြေဟောင်းအင်္ဂလိပ်ဆိုရခင်မှာလူပုဂ္ဂိုလ်ထဲမှာ ပထမဆုံးအကမဟာပဏိတပွေရတဲ့နမကျော်ဆရာကြီးပဲဖြစ်ပါတယ် သမသရိယဦးထေလန်ရေးသားချက်ကိုတင်ပြခြင်းဖြစ်ပါတယ်။ယကဇိုးနမြနဲ့ပတ်သက်ဆက်လျင်းပြီး ကျန်ကန်ထောက်ထားများစွာ ခိုင်မာစွာရှိတဲ့ကဲ့သို့တိလာသမားရိပညာနယ်ပြည်ဆောင်သောဇေယတော်ကြီးများရဲ့မိန့်ကြားချက်များကလည်းမှတ်သားပွေရာကောင်းလာပါတယ်။အဲဒီကဲ့သို့သောဇေယတော်ကြီးများဟာလိန်ပြောဖို့နေနေသောအချင်းတိတ်ခဝင်းဤကိုကြိုးပြတ်မှာကိုလွင်စွာစိုးရင်တော်မူကြပါတယ်။တချို့သောဇေယတော်ကြီးများဟာ ွင့်တော်မူခဲ့သောဖိယရှင်တွေကိုကြီးညိုအားလွှင့်ကြည့်တာကြောင့်ဖူတွေ့ခြင်းလားလို့ဒီဘုရားမှာပြန်လည်တော်မူပြီးတော့တတ်တော်ရှိသောယုတ်ကဇိုးကြီးဘုရားဖိယပါလို့ဤဆိုပြီးဆုတောင်းပြီးတော့ဒီဘက်တာကဘာမောင်နောက်ဆုံးပွင့်တော်မူမဲ့အရိမတ္တရာဖိယရှင်အောင်စောင့်မျှော်လိုကြပါလိမ့်မင်းတို့မိခင်ဝိနည်းယံမှာအလွန်ဆွာကြောကြသောဆရာတော်ကြီးတပောင်းပြန်လည်တော်မူတဲ့အခါယုတ်ကဇိုးနတ်ကြီးဖြစ်ခဲ့တဲ့အကြောင်းကိုတင်ပြလိုပါတယ် ယခုမန္တလေးတိုင်းဒေသကြီးပျော်ဝဲမြို့နယ်ရဲ့အရှိတောင်ဘက်နှမိုင်ခန့်ကွာမှာမိုးနံကုန်းရွာတည်ရှိပါတယ်။အဲဒီရွာမှာဂုံမောင်မင်းဆက်မင်းတို့မင်းကြီးရဲ့ခင်မောင်ဝီနေကျော်မိုးနံကုန်းဆရာတော်လို့တင်ရှားကြကြတော့ဆရာတော်ကြီးတပေါ်ပို့ထွက်တော်မူခဲ့တယ်။ဆရာတော်ကြီးဟာရမဲတင်းမြို့နယ်ရွှေသာဘူတာနီဘေကုန်းရွာကြီးရဲ့အရှိတောင်မှာရှိတဲ့ညောင်မင်းသားရွာလို့ခေါ်တော့ရွာပိုးလေးဇာတိဖြစ်ပါတယ်။ဦးအင်း တော်ပုံကြီးတို့မှ1209ခုနှစ်မှာဖွားမြင်တော်မူသည်ပေကုံးရွာဝင်းကျောင်းတိုက်ဥညာဏထံပညာသင်ယူသည်ရှင်သာမဏေဘွဲ့မှာရှင်စေရဏဖြစ်ပြီးတော့ရှင်သာမဏေဘွဲ့နဲ့ရတနာဘုံနေပြည်တော်ကိုကြွကတခိဏယမဖျားကြီးတိုက်ပကံညောင်းဆရာတော်ဝုတ္တထံကိုပြေတကတ်သင်နေယဟန်စေဝါကျော်ရင်အရှိပြင်းစလင်းတိုက်မှာပထမစာကြဆရာတော်ဖြစ်ပြောင်းရွှေ့တည်တင်းတော်ပါတယ်မင်းတို့မင်းကြီးရဲ့ တောင်တန်းဆန်စကြဝဠာမိဖုရားကြီးကကိုယ်ကိုယ်လို့နေစဉ်ပွေတော်ဆွေးအောင်နဲ့ပစ္စည်းလေးပါတကခံယူပါတယ်ဒီပေါ်မင်းရဲ့လက်ထက်မှာငွေစီရရင်ဝဉာဏထံကိုပြန်ပြီးတဝါဆိုပြီးတဲ့နောက်မေတော်နဲ့ဆွေမျိုးများရှိအောင်ပျော်ရွာဘတော်ကုန်းရောက်ကိုကြွက်ရောက်တည်င်းတုံပါတယ်ထိုရောက်မှကြောင်းဆောက်လှူကြတယ်အဲဒီကြောင့်မှခိတခဏသာတည်င်းတုံပြီးမိုးနံကုန်းရောက်ကိုပြောင်းရွှေ့ပြီးတည်င်းတုံရင်နဲ့စတင်တိုက်တီထောင်ပါတယ်မိုးနံကုန်းဆရာတော်ဖျားကြီးကတော့ မိုးနံကုန်၊ကိုင်းအိုစီရတို့လိုထင်ရှားပြီးဝိနည်းပိဒကအရာမောင်းထင်ရှားကြော်ကြခဲ့ပါတယ်။စီရတော်ကြီးတန်ကိုတခိတခါကရဟန်းတော်လိုကြော်ကြခဲ့တော့ညောင်လွင့်စီရတော်လောင်းနေအောင်ဦးမေတော်ဝီဟောင်းဝိနည်းပိဒကသင်ရန်တို့ရောက်ရှိလာပါတယ်။ဦးမေတော်ဝီဟောင်းမိုးနံကုန်စီရတော်ကြီးထံမှပရိယတ်ဒီစာပေများသင်ကြားရင်းနဲ့ပฏิပတိဆိုတော့ကျင့်ကြံအားထုတ်မှုကိုကြိုးစားအားထုတ်ကြတဲ့ကြောင့်လင်းစင်ကောင်းဆရာတော်ကြီးနဲ့ငကူ တိုးထွက်ဖို့ကြိုးစားကြပါရစေ။အချင်းချင်းကြိုးစားကြရမောင်မောင်မြင်းတို့နောက်ဆုံးမောင်ကျေးဇူးရှင်ဖြစ်သောမွန်နံကုန်ဆရာတော်ကြီးကိုတိုးရဲကိုပင့်ဆောင်ပြီး အတူတူတိုးထွက်ကြရန်အတွက်ကြိုးစားကြပါရစေ။ဒီလိုနဲ့ဆရာတော်ကြီးနဲ့ဦးမေတာဝေရှင်နှစ်ပါးတို့ဟာတပိတ်ကိုစီလွေဒီနေ့ပခုံးတင်လက်မောင်တောင်ဝေးကိုစီကမ်းပြီးတော့ရွှေသားဘုရားမှာညောင်လွင့်ဘုရားကိုကြွားခဲ့ကြတယ်။ထို့မှတစ်ဆင့်အနောက်မြောက်ဘက် တမိုင်နဲ့ငါးဖာလုံခန့်ဝေးတော်ရေတကြီးဥခဏီရဲ့ဇာတိရောသားရွာနဲ့ပြောရွာသူရွာကမှအရှိဖက်တမိုင်ခန့်ဝေးတော်ဆရာတော်ဦးဇော့တရဲ့နွားစကြက်တော်ရအကြောင်းလေးကို ကြွတော်မူကြပါရယ်မူလကလက်ဝေးမှာတောထွက်ရန်စီစဉ်ခဲ့ကြတော်လဲအဲ့ဒီမြို့မှာဝိုင်းယောဂများဖြစ်ပွားနေတာကိုလက်ဝေးဆရာတော်မှ လာရောက်ရှောက်တင်းတဲ့ဖြင့်အဲ့ဒီနွားစကြက်တော်ရမှာပဲတောထွက်ခဲ့ကြပါရယ်ဆရာတော်ကြီးနှစ်ပါးက တောရကြောင့်ပါတရားအထုတ်ကြရင်ရောစကြက်တောရမှာညောင်လွင့်တောရ စာသင်္ဍကြီးဖြစ်လာကြရပါတယ်။မိုးတန်ကုန်းဆရာတော်ဖျားကြီးနဲ့ညောင်လွင့်ဆရာတော်နှစ်ပါးတို့ဟာစာသင်စာချအလုပ်ကိုပြန်ပြီးတော့လုပ်ဝပြန်ပါတယ်။ဆရာတော်ကြီးဟာနေ့စဉ်နဲ့မျှဝိနည်းပါဠိတော်စာဝါကြီးနဲ့တပည့်တကာတကာမတို့ရဲ့အဖို့မျိုးခံရခြင်းကိုညီငွေလာသဖြင့်အမ်တို့များဒီလုတ်တွေကိုကြောက်လို့တိုးထဲလာပါတယ်ဒီရောက်တော့လေ ဒါပဲလုပ်နေရပြန်တယ်ထို့ကဲ့သို့ညဉ့်ညူတော်မူရှာတဲ့မွန်တန်ကုန်ဆရာတော်ကြီးဟောဆရာတော်ဦးမေတော်ရဲ့ပါရမီဖြည့်မှုကြောင့်ချမ်းသာစွာစားချခြင်းတရားနှလုံးသွင်းခြင်းနဲ့အရိတော်ရမောင်တတင်းသွင်းနဲ့ငါးပါးမြောက်1284ခုနှစ်တပေါင်းလာဆန်းရှိရက်တတော်65နှစ်မှာဝမ်းယောဂာနဲ့ပြောင်းလဲတော်မူပါတယ်ဆရာတော်ကြီးကိုရည်စိုးလို့ရိုးစီတီတီထောက်ကိုွယ်ခဲ့ကြတယ် ်ညောင်လွင့်တော့ရနိုင်ပရိယက်နဲ့ပရိပတ်ဆိုပြီးအရှိတ်နဲ့နောက်ဘက်ခွဲခြားထားပါတယ်ပရိပတ်ရှိအောင်ကမ္ပဋ္ဌာန်းကြောင့်ပါရံပရံခါညကလောက်မှပဋ္ဌာန်းပါဠိတော်ပညာဝါရံကိုအတန်တဆောဆောနဲ့ယူဟန်တန်များကြာရပါတယ်လာပညာများမှပို့ပြီးတော့ကြာရတယ်အတန်ကြာရဖို့လိုက်ပြီးတော့ကြည့်ကြရအောင်အတန်မှတဖြည်းဖြည်းဝေးလို့ဝေးလို့သွားပါတယ်ရံပရံခါအတန်ရှင်ကိုသင်ငန်းဝင်တဲ့တွေ့ရတယ်မွန်းနံကုန်းဆရာတော်ကြီး ယခုဇုံနဲ့ဖြစ်နေတော့ကို တွေ့ကြရပါတယ်တရားအာထုတ်သူတွေကိုတစုံတရားအန္တရာယ်ရှိရင်ကြိုတင်ပြီးတိလောက်တတိပေးခြင်းအန္တရာယ်များကောက်ွယ်ပေးခြင်းစသဖြင့်အမြဲဆောက်ရှောက်ပြီးအယိုးဇေဒီနီတပင်တပင်မအမြဲနေလို့အဲ့ဒီကမ္မရန်ကြောင့်တောဆက်မှာပဲလှစ်လေလျက်ရှိတယ်လို့ဆိုပါတယ်ရှေးကတချို့သောစာရက်ကျော်ဆရာတော်ကြီးတော်တော်များများဟာတရုတ်ပြည်နေပံပွဲကိုဝင်ပြီးတော့နှွေရန်ဆိုပြီးယခုဇုံနဲ့ဖြစ်ရန် အသံတောင်းတကြကုန်နေယုံကြိုးနေကြီးတို့ဟောတက်တန်းအလွန်ရှိလျာကြပါတယ်မိုးနံကုန်းဆရာတော်ကြီးနဲ့ရဟန္တာရှင်ညောင်လွင့်ဆရာတော်ဦးမေတော်ဝီနှစ်ပါးဤအထုပ်ပတိကိုဆရာကြီးဓမ္မစရိယဦးထိုင်လောင်းကရဟန္တာနဲ့ပုဂ္ဂိုလ်သူများဆောင်းအောင်မှာအကြေတဝင့်ရေးတာဖော်ပြခဲ့ပါတယ်ယုံကြိုးနဲ့ပတ်သက်လို့လည်းစိုက်သူရဲ့ကိုရိဖြစ်ရတဲ့ခုလေကျွန့်တွေ့ကြရပူပါတယ်တချို့သောယုံကြိုးနဲ့ဒီဟာ တောတာပန်အဆင့်မရောက်သေးပါပုထုဇဉ်အဆင့်သာရှိကြပါလိမ့်ပုံကံပါရမီကြောင့်တကုအဋ္ဌိပတ်အတော်တင်ရှိကြပါလိမ့်ပုထုဇဉ်ဖြစ်လို့ဒေါသမောဟရှိကြပါသေးတယ်ပမာမခန့်မလေးမစားပြုလာပြီဆိုရင်လက်တုံပြန်တတ်ပါလိမ့်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတင်ပြရပါဦးမယ်စာရေးသူအိမ်အောင်ကြောက်ကြတာမှဇနီးရဲ့အိမ်ကိုလိုက်နေရပါလိမ့်ဇနီးဖြစ်သူကမိခင်ဖြစ်သူနဲ့မခွဲနိုင်ပါဆိုတဲ့ဖြင့်လိုက်နေရခြင်းဖြစ်ပါလိမ့် ရောက်ကမကြီးကအစိုးရဌာနဝန်ထမ်းဖြစ်တဲ့ကြောင့်ဌာနမှာပေးထားသောလုံချင်းအိမ်လေးများမှာနေရပါတယ်။ခြံဝင်းနဲ့တပည့်ရေကောင်းသောအိမ်ယာလေးများဖြစ်ပါတယ်။ရောက်ကမနေတဲ့အိမ်ခြံဝင်းအတွင်းခြံစည်းရိုးနဲ့ကလေးကညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။စာရေးသူကျွန်တော်ရောက်ကမအိမ်ကိုပြောင်းပြီးမကြမီရက်ွက်တွင်မှာအတော်ကြီးတူကကျွန်တော်ကိုတတိပေးပါတယ်။အဲ့ဒီခြံဝင်းရဲ့အိမ်နောက်မှာဓမ္မပင်ကြီးတစ်ပင်နဲ့မကြီးပင်ကြီးတစ်ပင်ရှိတယ်။ တခါတည်းရန်ညာဘက်မြောင်းမှာညောင်မင်းကြီးနဲ့မကြီးပင်ကြီးကြောင်းဝိပုစင်ကျက်နဲ့လူရိပ်တရဟောင်းဟူဘက်ဒီဘက်ကုသနေတာကိုခဏခဏတွေ့ရကြောင်းအဲ့ဒီအတော်ကြီးကပျော်ပါတယ်ကျွန်တော်ကစိတ်ဝင်စားလာပြီးမေးကြည့်တဲ့ခါမှာကျွန်တော်ရောက်ခမကြီးမိသားစုအဲ့ဒီအင်ကိုမပြောင်းမီအရင်နေထိုင်သွားကြတော့ဝန်ထမ်းမိသားစုရဲ့အဖြစ်အပျက်ကိုသိကြရပါတယ်ချောင်းဝင်းတွင်ချန်စီယုတ်နဲ့ကလေးရပေါနေတော့ညောင်မင်းကြီးရဲ့တဒန်းဟာနှစ်ပေါင်း60ခန်းရှိပြီလို့သိရပါတယ် ဲ့ဒီညောင်မင်းကြီးနဲ့အိမ်ငန်းပြတင်းပေါ့ဟောငောပီခန့်ကွာဝေးလေအိမ်နဲ့ချမ်းရဲ့ပြင်ပကိုကြောက်ရောက်နေတော့ညောင်မင်းကြီးဟောလွန်စောမအိမ်မြလာပါလေညောင်တိတိချိန်မှာရောင်းစုံငက်လေးများကလည်းလာရောက်စားတော့ကြသည်မောကြီးလိုတော်ကောင်းလာပါလေထို့ပြင်ကြီးကန်းငှက်များကလည်းအဲ့ဒီညောင်မင်းကြီးမှာအတိုက်ဖွဲ့ပြီးတော့နေထိုင်ကြတယ်ညောင်မင်းကြီးရဲ့ပေါ်အကောင်းပေါက်များမှာလင်းမွေများနေထိုင်ကြသလိုအိမ်ချဝင်းရဲ့ရှိအစိုးရဝင်းကြီးတဲ့မှာရှိတဲ့ ချုံပင်စူပပွေများတွင်မွေပါနဲ့မွေဝေးမွေဟောက်တို့ရှိနေတတ်ပါတယ်။စိတ်ကန်းနဲ့နေပြီးတော့မြို့တွင်းနဲ့လည်းမဝေးလာတော့အစိုးရအရာရှိများသော နေထိုင်သော လုံးချင်းအိမ်လေးများဖြစ်ပါတယ်။ကျွန်တော်တို့မပြောင်းမီအရင်နေထိုင်သွားတဲ့မိသားစုရဲ့အကြောင်းကိုပြန်ပြီးပြောအောင်မယ်ဆိုရင်တို့ဟာဗုဒ္ဓဘာသာဝင်များမဟုတ်ကြပါတခြားဘာသာဝင်များဖြစ်ကြပါလိမ့်အသက်၁၂နှစ်အရွယ်ယောက်ျားလေးဖြစ်သူအိမ်သားတစ်ယောက်နဲ့ခေါင်းရင်းချမ်းမကလေးတစ်ယောက်ဟာ အဒီအိမ်တွင်ကစားကြရင်းနဲ့အမျက်လူလုံးပြင်းပောက်မှညောင်မင်းကြီးရှိရာကိုဝှက်ဝှက်မရောအပေါ်ဆွင့်ကြပါလိမ့်ဒီလိုနဲ့အချိန်ကာလအနေငယ်ခံကြလာတဲ့ခါမှာညောင်မင်းကြီးမှရှိတဲ့ရေဝဇိုးကြီးဟာသူ့ကိုပမာမခန့်အငြိကြီးဆွနေတော့အဒီလူငယ်နှုတ်ကိုဒေါသဖြစ်လာတယ်လားမသိပါတနေ့မှာတော့ညနေဘက်မှာဒေါလူငယ်နှုတ်ကပုရိဆောင်ကန်းတော်တမရကန်းကြီးကိုကူးတန်းရောတမန်စိတ်တရားမှရေထဲကိုဆင်းသွားကြပါလိမ့် ်ပထမတော့တမန်ခတ်သူမြတ်ကကလေးတွေရေစင်းကူးကြတယ်လို့ထင်အောင်ရေထဲကိုလမ်းလျှောက်ဆင်းသွားကြပြီးစုံစုံမြို့တော်မှာအလန်တကြနဲ့ဝိုင်းပြီးတော့ဆဲကြပါတယ်ဒုတိယညနေက ကလေးနှုတ်ကိုဆဲလို့မရပဲနောက်တည့်ရေကြချင်းရောက်တော့မှပေါ်ဒရာရဲ့အောင်မှာညက်နေတော့ကလေးလောင်းနှလောင်းကို တွေ့လျာပါတယ်ဝန်ထမ်းအင်အားချေရင်ကောင်းရင်နှစ်ခုတွင်အာတဘအင်ဖြစ်သွားပြီးရက်မလဲခင်မှာပဲမိခင်ဖြစ်သူကိုဝင်ပူးကပ်ပြီးပြောကြသည်မှာ ။ညောင်မင်းကြီးအောင်မဖွေမရောပမမခန့်လှုပ်လွှင်းတော့ကြောင်းသူတို့ကိုရုပ်ကစိုးကြီးကတက်လက်ချင်းဖြစ်ကြောင်းပြောကြသဖြင့်မိဘမျိုးယဉ်ထုမနာဖြစ်ကြရပါလိမ့်။အဲ့ဒီချိန်မှစလို့အဲ့ဒီညောင်မင်းကြီးကိုဘယ်သူမှပမမခန့်မလှုပ်ရကြတော့ပါ။ညောင်မင်းကြီးရှိတော့အဲ့ဒီအိမ်မဝန်ထမ်းများကလည်းအလုပ်ထဲမှာပြဿနာဖြစ်ချင်းရာထူးကြခြင်းများနဲ့ရင်ဆိုင်ခဲ့ရပြီးထွေးမှပြောင်းရွှေ့သွားခဲ့ရပါတယ်။တို့မိသားစုပြောင်းသွားပြီးတော့ ကျွန်တော်ယောက်ခမကြီးတို့မိသားစုပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။ယောက်ခမကြီးနဲ့မိသားစုများဟာဘာသာရေးကိုလေးစားဖို့သိမရှိကြတော့လဲ။ကျွန်တော်ကဖခင်ရှင်ကိုဆွံ့တော်ကပဋိစေပိတာနဲ့ညောင်မင်းကြီးမှရှိတဲ့ယောက်ကစိုးကြီးကိုအမြဲတမ်းအမျှဝေပါတယ်။တခါတော့ညမောင်ကျွန်တော်အိမ်ပြောင်းနေခြင်းအိမ်မက်ထဲမှာညောင်မင်းကြီးဘမဝေပြုစင်ခြင်းနဲ့အဖို့အတူဆင်လာပြီးတော့ငါညောင်မင်းအောက်မှာလူတွေအတွဲတွေမဟုတ်ကဟုတ်ကတွေလာပြီးလောက်နေကြတယ်။မင်းရှင်းပြီ။ မင်းကဘာသာရေးကိုလေးစားပြီးငါ့ကိုလည်းအမျှဝေနေတော့မင်းကငါစောင့်ရှောက်မှာပါသူကဲ့သို့ပြောပြီးတော့ပျောက်ကွယ်သွားပါလိမ့်မနဲ့မိုးလေးနဲ့ခမောင်းဇနီးဖြစ်သူကိုပြောပြပြီးချက်စီရိုးရဲ့ပြင်ပညောင်မကြီးအောင်မပေါက်နေတော့ကက်စီနေပင်မြောင်းဂျုံဘုံမြောက်ကိုရှင်းလင်းရပါလိမ့်ဂျုံကထူထပ်တဲ့ဖြစ်တချို့ကိုပိုင်ကားလေးမြောင်းညောင်မကြီးမှလာထူထပ်ပြီးကားထဲမှာဇုံတွေမြောင်းမဖွဲ့မရလုံနေတော့ကိုရုပ်ကစိုးကြီးကမကြိုက်ဘူးလို့ထင်ပါလိမ့် ကျုံများရှင်းပြီးကြနဲ့မြောင်မကြီးရဲ့အောင်မောင်းတပြည့်စီလက်ပြီးတဲ့ခါမှာဈေးမှာနှက်ကွင်းလေးတစ်ခုကိုဝယ်ယူပြီးရုပ်ကစိုးရုပ်တူလေးနဲ့တူညဘက်ရောက်တဲ့ခါမှာပျောင်းနိုင်မွေးနိုင်များနဲ့ပူဇော်ခဲ့ပါတယ်။အဲ့ဒီချိန်မှစလို့ကျွန်တော်ရဲ့ရောက်ခမကြီးမှာစီပွားတက်လာပြီးတော့ကျွန်တော်လည်းအလောက်ကန်အစဉ်ပြေခဲ့ပါတယ်။တခါကကျွန်တော်နိုင်ငံเจ้าကိုမထောက်ခံမီမြောင်မကြီးရဲ့နှက်ကွင်းရှင်းမှာချိန်ဆုံးရက်ပြီးတော့ရုပ်ကစိုးကြီးဒီတစ်ခေါက်နိုင်ငံเจ้าသွားရင်ကျွန်တော်ကိုရထုတက်အောင်မဆပါပြန်လာရင် ဒီတက်ကောင်းတဲ့နှကွင်းလှူပါမယ်မဆာပါဗျာနော်တုတ်ကဲ့သို့ဆိုခဲ့ပါတယ်ကျွန်တော်နိုင်ငံเจ้าကိုရောက်ပြီးအသိမကြမိပါပဲရာထူးတက်ခဲ့ပြီးမြန်မာပြည်ကိုပြန်ရောက်တဲ့ခါမှာဂရိတိုင်းနှကွင်းကြီးကြီးလှူဒန်းခဲ့ပါတယ်နာဂေမိုဒန်ကြီးတက်ခဲ့သောကာလကရန်ကုန်မြို့မှာညောင်မင်းတော်တော်များများပြိုလဲကျတော့လေအဲ့ဒီညောင်မင်းကြီးမှာဘာမှမဖြစ်ခဲ့ပါအနီမရှိတဲ့ဘုန်းတော်ကြီးကြောင့်မှဆရာတော်တစ်ပါးကအဲဒီညောင်မကြီးမှရှိတဲ့ရုပ်စိုးကြီးမှတကောကြီးတလို့ဒေါသလည်းကြီးတယ်လို့ မိတ်ကြခဲ့ပါတယ်ကျွန်တော်ကတော့ညောင်မင်းကြီးမှာနှစ်စင်ကိုကြည့်ပြီးသဘောကျနေပါတယ်ကျွန်တော်ကိုကိုွယ်တော့မန္တလေးမှာမြင်ဝင်ဆရာတော်ကြီးရန်ကုန်မှာ ရွှေရင်မျိုးဆရာတော်ကြီးတို့ခေါ်ကြတော့နိုင်ငံတန်ခါနိုင်ရကဆရာတော်ကြီးဦးစောကရမိတ်ကြခဲ့တာကိုပြန်လဲကြောက်ရောက်နေမိပါတယ်ညောင်မင်းဆိုတာမဆိုင်ချင်ရင်လည်းမဆိုင်နဲ့စိုက်ပြီးပြီးဆိုရင်လည်းအပင်တိတိလေးကအစမခုံးမိစင်တဲ့ ညောင်ပင်မြေပေါ်မှာပေါက်လာတာနဲ့ရုပ်ကစိုးနဲ့ဆိုတော့မိတွေ့လာတာပဲ။သွားခုံမရင် မလေးမစားလို့ရင်အန္တရာယ်သိမ့်များတယ်။စာပေပရိသတ်ကြီးရုပ်ကစိုးနဲ့နဲ့ပတ်သက်ပြီးဘုသူတော်လုံကတင်ပြလာရခြင်းဖြစ်ပါလိမ့်။စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးတန်စင်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စိတ်ဝင်စားပွဲထူးခြားစမ်းကြည့်ကမ္မရပြည်မဇလန်ကောင်းလေးကိုတင်ဆက်ပြီးတဲ့နောက်မှာတော့မိတ်ဆွေတို့အတွက်ကျမ်းမာရေးဆက်လက်ဆောင်စီစဉ်လေး ရောက်ရှိလိုလာခဲ့ပါပြီဒီနေ့တင်ဆက်ပေးမယ့်ကျမ်းမာရေးဆက်လက်ဆောင်စီစဉ်လင်းကတော့ဆီယမဂျူးနီကျိုပင်ကောက်ရေးသားထားသောဝမ်ပြက်ဝမ်ရှော့ခြင်းတွင်မိနစ်ပိုင်းတွင်တတပြောက်ကင်းစေသောတဘောဝစင်းနီလို့မြည်ရတဲ့ကျမ်းမာရေးဆက်လက်ဆောင်စီစဉ်လေးပဲဖြစ်ပါလိမ့်မကြသေးမီကကိစ္စလေးတစ်ခုရှိလို့မြို့တည်ထဲကိုရောက်သွားခဲ့ပါလိမ့်ရောက်တဲ့စာနေပင်တုံလန်တွင်မနေထိုင်သောငွေချင်းဓမ္မမိတ်ဆွေအလူရှင် ဒေါ်ညွန့်ညွန့်တန်းရဲ့အိမ်ကိုတပါးတည်းဝင်ပြပါတယ်။အိမ်မော်ကိုတက်လိုက်တာနဲ့တန်ရခုံမောင်မအီမသားပုံစံနဲ့ချိုချိုမဲမဲထိုင်နေတော့ဒေါ်ညွန့်ညွန့်တန်းကိုတွေ့လျော်ပါတယ်။ဘလို့ဖြစ်ရတာလဲကြည့်ရတာမတက်တာလိုက်တာနေမကောင်းဘူးလား။စိုက်သူကမေးရင်နဲ့ကလေးထိုင်တလုံးမောင်ဝင်ပြီးတော့ထိုင်လိုက်ပါတယ်။အိမ်မတန်မစကားတော်တော်ညွန့်ညွန့်တန်းမောင်စိုက်သူကိုစကားတစ်ခွန်းမှပြန်မပြောနိုင်ပေ။ မျက်လုံးလေးလှမ်းကြည့်ပြီးအတိမတ်ပြူဝရှာပါတယ်အဲ့ဒါပြောတာပေါ့ဂျူးနေရေနေလို့တငယ်ချင်းကဖြစ်လိုက်ရင်အသေးတန်ကြီးပဲပြောတော့လေသူတို့ကမကြိုက်ချင်ကြဘူးလေနောက်ဘေးကြောင့်မညွညွတန်းရဲ့ခင်မွင်းကိုတန်းထွက်ကပြောရင်းနဲ့ညွညွတန်းရဲ့ဖေးမောဝင်ပြီးတော့ထိုင်လိုက်တယ်ပြီးတော့ဆိုင်ရီတူကိုရင်သွေးတောက်ပေါအောင်လို့ဆိုတယ်ထိုးချိန်မှာပဲညွညွတန်းတို့အိမ်ကောင်းရင်မှအဖဥအောင်ရောက်လာခဲ့ပါတယ် ညွညွန်တန်ဝမ်းနေသွားနေတယ်လို့အိမ်ကမြေမလေးကပြောလို့အခုဘယ်လိုနေသေးတော့ဘာစည်းတွေတောက်ထားသလဲမြင်တဲ့အတိုင်းပါပဲအဘကြီးလူကပြောလဲပြောတော့ပူခမ်းရတာပေါ့ဘာစည်းမှတော့မတက်ရသေးပါဘူးပြီးမှစေးဆိုင်မှာပြောပြီးဝဲတိုက်မလားလို့ကဲပါဘာမှမစိုးရင်ကြပါနဲ့ကြောင်ပြင်ကိုရေးစင်းစင်းသာစိတ်ပြီးတော့ယူလာခဲ့ဟောလားအဘဦးအောင်ကပြောလိုက်တဲ့ဖြင့်ကိုတန်းထွက်ကအချက်ချင်းပဲ အိမ်ကန်းတွင်းကိုဝင်ပြီးတော့တနခါသွေးတဲ့ကြောက်ပြင်းကိုရေးစင်းစင်းစစ်လို့ယူလာပေးပါတယ်။အဘဦးအောင်မတောက်ရည်တစ်ခွက်တောင်းပြီးတော့အိတ်ကထဲမှာပါလာတော့အရာဝတ္ထုတစ်ခုကိုထုတ်ယူပြီးတွေးနေပါတယ်။တွေးလို့ရလာတော့အနှစ်များကိုရင်းရွှေချမ်းပကန်းတွေကိုယူပြီးတော့ထည့်တယ်။အတော်သင့်ရရှိတဲ့ခါမှရက်လိုက်ပါတယ်။ရေးနှင်းငယ်ကို ဖြိုးလို့ရစီရန်ထည့်ပြီးလက်ကလေးလက်ချောင်းနဲ့မှုေကောင်ကဲဖျားစီတရားစီတန်ငါစီ ဝင်းပြဝင်းလျှောဝေဒနာတွေယူပစ်တယ်လို့ပြောစီဗျာဒုက္ကတောပြောပြီးညွညွတန်ကိုတိုက်လိုက်ပါလေညွညွတန်ကယူနေချမ်းပကံလုံးကိုယူပြီးတခါတည်းပေါ်တော်လိုက်တယ်ညွညွတန်ရဲ့မျက်နှာမှာရှုပ်မဲ့သွားတယ်တောက်ရီခွက်ကိုယူပြီးချက်ချင်းပေါ်တော်လိုက်တော့မှနေသာထိုင်သာပေါ်ရှိသွားခဲ့ပါလေစိုက်တို့မှာဘေးမှာထိုင်ကြည့်နေရင်အဘဥအောင်သွေးပြီးတိုက်တော့ဆေးကိုတည်ကျင်နေပါလေကြည်ရသည်မှာတည်တည်တစ်ခုခုရဲ့အခွင့်အမှန်းတော့တည်ပါလေ ်ဆိုတော့ဘာတိလို့တော့တေချာတက်မတိဖြစ်နေပါလေတိတ်မကြခင်ကောင်းသွားမှာပါကွာဒီနေ့ကငါတို့ငယ်ငယ်လေးတွေကတွင်ကအဖိုးတွေဖွားတွေစောင့်ထားပြီးတော့တုံးလာတာဟိုတုန်းကခုခေတ်လုံးအင်္ဂလိပ်စီတွေပါလေတိတ်တုံးကြတာမဟုတ်ဘူးကွာမြန်မာစင်းကြီးတို့ကိုပဲအားထားတုံးကြရတာအဖဦးအောင်နဲ့ထွေလေးပါစကားပြောနေကြရမှာညွညွန်တန်းကိုတတိထားကြည်လိုက်မိတယ်စာရေးသူရောက်စားတော့ကမျက်နှာမျိုးမဟုတ်တော့ပဲ ရွှင်လန်းလိုလာပါလိမ့်။ဘယ်နဲ့လဲညွန့်တာတတ်တာလည်းမလား။အေးဟာအဘရဲ့စေးတစ်ခွက်ကတစ်ခွက်ဆိုစိုးသလောက်ပဲ။ငါဘိုင်ထက်ကလည်းရစ်ပြီးတော့မနာတော့ဘူး။ဝင်လည်းမသွားတော့ဘူးဟာ။ဟဲ့တင်ဟုတ်ပါလား။အဘအဲ့ဒါဘာဆေးလဲ။သမီးသိကြင်လို့ပါ။ဟဟ။သမီးကစာရေးစရာဆိုတော့ရေးဖို့လက်ရနေမှာပေါ့။ကဲပါ။အဘရဲ့စေးကဝေကုန်ကြေးကြမရှိပေမဲ့ အစွမ်းကထက်မြက်ပါတယ်။အဘပြောသူလူသားရေးပြီးတော့အလွန်ကိုဝမ်းပြဝမ်းလျှောဖြစ်နေတဲ့ယောဂါကို မင်းကွယ်သည့်အခွင့်အချောက်ကိုတွေးပြီးတော့တိုက်ပါကယောဂါကိုချုပ်စီပိတ်စီတယ်။စေရရတာမှအေးပြီးတော့ဖမ်းနေလို့သမီးကြိုက်ရကနေကုသိုလ်ဖြစ်ရေးပြီးတော့စိုင်းဒီကိုစေနီပြောပြလို့ရေးသားမယ်လို့ပြောပြပြီးအဘဦးအောင်ကိုကျေးဇူးတင်စကားပြောနှုတ်ဆက်ခါပြန်ခဲ့ပါတယ်။ဝမ်းလွန်သွားတော့ဝမ်းပြဝမ်းလျှောယောဂါကို တဘာဝတေဝတေဘူးဖြစ်သောမင်းကွတ်သည်အခွင်အချောက်ကိုသွေးပြီးတော့တိုက်ပါကယူပြစ်တယ်လို့သက်တာပြောက်ကင်းစေပါတယ်။ဟုတ်ကဲ့။ဆိုင်သူဆရာကြီးနဲ့ဆရာမကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ကမ္ဘီယဖြစ်ရမန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အစုံဒီလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတစ်ပုဒ်ကိုနားထောင်ပြရတဲ့မိတ်ဆွေတို့ရဲ့ ထင်မြင်ယူဆချက်တွေကိုအញ្ញည်သွေးတဲ့အနေနဲ့ဗီဒီယိုလေးတစ်ချက်နှိပ်ပြီးတော့ comment ပေါင်းဝင်ရောက်ဆွေးနွေးညှင်းခုံတော်လို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီး စာပြန်ပေးနေပါပြီစာဖတ်တော်ကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အားလုံးပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟော်ရာ channel လေးကနေထူးခြားဆန်းခြင်းလိုဝတ်ဆန်းခြင်းဒေရရင်ပူပရလောကကမ္မီယရမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာဘုရား 你怎么编？下回比较忙，派编电视编的宝贝看喵。